နော်ဘောလုံးလုံးဖွင့်ထားပါစမ်းပါနော်

အလုံးပဲမင်္ဂလာပါနော်မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေနော်စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေတွားလီကလာရခလုံးမတီစုမညီကြပါစေနဲ့ကျန်စီဘုံကအောင်းမြင်ဖြစ်ထွန်းကြပါစေဗျာအဲ့တော့ရှာလေးတော့နည်းနည်းရှင်းလိုက်မယ်တချို့တချို့တော့ညီမမအရင်ကနော်ယုံကြည်မှုကိုလဲတုံးစားမလုပ်ကြနဲ့ စိတ်ထဲမကောင်းဟုတ်လားခဏလာယူပါလေအများကြီးနော်ခဏလာယူရဖုန်းနံပါတ်လေးအများကြီးအဲ့ဖုန်းနံပါတ်လေးကျွန်တော်အကုန်လုံးမှတ်ထားတယ်ကျွန်တော်တို့ဗမာလူမျိုးတွေတက်မတူးတက်ရခြင်းမချမ်းသာရခြင်းအကြောင်းရင်းကအဲ့ဒါပဲစိတ်စိတ်တက်မကောင်းကြနော်ကျွန်တော်ဘက်ကအရင်ခံပြီးတော့ဘေးကုန်ခံပြီးမစိတ်ကပူပြီး တဏ္ဍစာညံမလုပ်ကြပါနဲ့နော်အဲ့လိုလူမျိုးတွေကဘလောက်ပဲတောင့်နေတောင့်နေဘလောက်ပဲပတ်စံရှိနေမကြည်ဝါစိတ်မချမ်းသာစီရနော်အဲ့တော့ဒီလောက်ပဲပြောနော်အဲ့တော့ကျွန်တော်ယုံကြည်လို့ပို့ပြီးလိုက်တာအဲ့တော့တကယ်တော့တော့မလုပ်နဲ့နော်ညာထွက်လာကန်ဒီမှာ ဒါဟုတ်ရင်ပကဆိုင်ရှိပါတယ်ဟောဒီနေ့နာနေမနဲ့ထွက်ခံနေရမှာ7နာရီထိုးနေဆရာရဲ့ဒီမှာလဲမိုးရေလေးရွာနေလို့ပဲနော်ပြီးပြီးလို့ဆိုရင်လွှဲပြီးလိုက်ပါမယ်လေကျွန်တော်ပြတ်ပါမယ်ကျွန်တော်ပို့ပြီးတာ တနင်္ဂနွေနေ့ညတနင်္လာနေ့မနက်3:00နာရီဆိုရင်ကျွန်တော်ပို့ပေးနော်3:00နာရီဆိုရင်ကျွန်တော်ပို့ပေးလိုက်ဟုတ်လားနော်အဲ့တော့လူများလားမများလားကြည့်ကျွန်တော်ဘက်ကရင်းနှီးပြီးတာနော်အဲ့တော့ကျွန်တော်ဘက်ဒီဘူရဘူးမကြောက်နော်ဟောရင်းရင်ဘက်ကဆိုဝိကလန်ကြီးပြလူပြောင်းအောင်ထွက်တယ်ကျွန်တော်အာမခန္ဓာလေးကျွန်တော်မူကနန်ဒီတကွတ် ကျင်းသည်ထွမ်းမယ်နော်ငွေကဏ္ဍတစ်ခွက်ကျင်းသည်ထွမ်းမယ်ဇာတုပတိသည်လုံးဝကျင်းသည်ကြမယ်မရှုံးစရာဘူးအဲ့တော့အဲ့ဒီဟိုရင်ပကဆိုရင်အော်အင်္ဂါနှစ်တက်နော်အင်္ဂါလေးမှာနှစ်တက်ထွားပါတယ်ဟုတ်ရင်တပတ်ကျော် အင်္ဂါနေ့မှာနှစ်တစ်ထွက်တယ်ပြောသာဓုပတိခေါ်ရတယ်ထခုရမှုနေဂျာဘီတောက်ကြနော်ဘုရမှုနေဂျာဘီတောက်ကြစနေတနင်္ဂနွေနေ့၄ရက်အချိန်ရခရီးတည်မယ်ဆိုရင်စေတနာမှန်မယ်ဆိုရင်အဲ့ဒီ၄ရက်တော့ဒီမှာဘယ်အချိန်မှစွလွှဲလို့ရတယ်နော် ကျွန်တော်အများကြီးမတုံးစုဆရာရယ်မင်္ဂလာပါဟုတ်တယ်ဟုတ်ကိုထိုင်ဦးရေမင်္ဂလာပါဗျာကိုရေမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေနော်အဲ့တော့အဲ့တော့ကျွန်တော်ပြောချင်တာအဲ့လေးရတော်တော်ဘာလို့အဲ့ဟင်ကျွန်တော်အဲ့လိုထိပေါ်သားမဆန်ဘူးလူတွေကိုအောက်ကျပြီးတော့လိုင်းမပူဘူးနော်ကျွန်တော်လူရင်းနေဆိုတည် ပြောနေစရာမလိုเนาะကျွန်တော်လူရင်းနေဆိုတည်တယ်ပြောနေစရာမလိုကျွန်တော်လည်းဖုံးမဆက်ဘူးသူတို့ကလည်းဖုံးမဆက်ဒါပေမဲ့တုံးနေနေညာတနေ့နာနေမနက်၃နာရီခွဲဆိုသူတို့ရှိမှကျွန်တော် message ရောင်းနေနော်ဒီလိုနေ့စနေနေ့ညဆိုကျွန်တော် live လွှင့်တယ်ကျွန်တော်အကောင့်လေးကိုပတ်စံနေဝင်လာတယ်เสียบล็อก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  ကျွန်တော်အတင်းအားမှကြီးတောင်းတလောက်လွှဲမှပြီးပါတလောက်လွှဲမှကနန်းချပြီးနော်တလောက်ပြီးပါတောင်းစုစေတနာကြီးပါနော်စေတနာကြီးနော်ဟုတ်မင်္ဂလာပါဆရာကိုအားပြီးအော်ဦးဝင်းစုမင်္ဂလာပါဟုတ်ကဲ့ခင်ဗျာဦးဝင်းစုမင်္ဂလာပါနော်ကုထာယုဆရာကို မင်းအပ်ပေးနေပါဆရာဟုတ်ကဲ့ခင်ဗျာကိုအများကြီးကျေးဇူးတင်ပါတယ်เนาะကိုလည်းကျမ်းပါပါစီချမ်းသာပါစီဗျာเนาะအဲ့တော့ဒူးစင်နာဒူးမြင့်တာပဲเนาะအဲ့လိုမလိန်တဲ့ပုံစံမျိုးနဲ့မလုပ်ကြပါနဲ့နောက်တစ်ခါထပ်ပြောမယ်ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့မကြည်ပွားခြင်းမချမ်းသာခြင်းအကြောင်းအဲ့ဒါပဲเนาะခတိတလုံးလွယ်လွယ်ပြီးတယ်ရရင်ပြီးရော ရန်လေးရလာပြီလေဆိုတော့ပြီးသွားပြီမလွှဲရင်လည်းလွှဲမလွှဲရင်လည်းမလွှဲတနဆာညာနေပေါ့နော်ဘရောမဆင်ပြေမယ်မထင်နဲ့နော်ဘွေးဆိုတာပြန်လေတက်တယ်ဟုတ်လားနော်အဲ့တော့ကျွန်တော်ဘက်ကစည်နာနဲ့စည်နာရင်းကန်ထားပြီးပို့ပြီးတယ်နော်စည်နာကိုမစော်ကန်းနဲ့စည်နာကိုစော်ကန်းရင်ဘာဖြစ်တယ်လဲဆိုတာကိုယ့်ဘာကိုပြန်တွေးနော်အကုန်လုံးကသမင်းစားကြီးနေကြရတယ်ဘယ်လို တော့ဟုတ်ခင်ဗျာဆရာမင်္ဂလာပါဟိုင်းပါဟုတ်ကဲ့ခင်ဗျာเนาะအဲ့ဟုတ်ဆရာအရင်ကြာပြီရယ်ဆရာဟုတ်တာယူဟုတ်ဆရာဆရာနေကအရင်ကြာပါကြီးဒီင်းမှာဟုတ်ကဲ့ကိုဟုတ်ကဲ့ဟုတ်ကဲ့เนาะအဲ့ဆရာမင်္ဂလာပါလေဟိုင်းပါလေ YouTube ကเนาะဟုတ်အဲ့တော့ကျွန်တော်ပြောချင်တာဗျာ ဟုတ်လားခရီးတလုံးပေးပြီးဝိုင်းယူဆိုရင်တည်နိုင်တာတော့ကောင်းဆုံးပါเนาะရသည်ခြင်းလို့ပြရနော်ပေါက်စီခြင်းလို့ပြရဟုတ်ကျွန်တော်ကယုံမှန်တဲ့စိတ်ရှိနေစေတနာကြီးနဲ့မပြီးဇာတုပတိအင်္ဂါမကျော်ဇာတုပတိထားမယ်ဝိကနံတကွထားမယ်ချင်းတည်တယ်အားတော့ တသိမ့်ကြိုက်တယ်လို့ခေါ်ပြီးပြီးလို့ရဟောပေါ့တယ်နော်လိုင်းပေါ်မှာကြည့်လိုက်ဟုတ်လားဒီချိန်စားတော့ဘယ်လိုယူကြလဲသူများလဲယူပါဘူးမလုပ်ပါကျွန်တော်ကိုချင်းစားအဲ့တော့စည်နာကြီးနဲ့လို့အဲ့စည်နာကြီးတော့မမလွယ်အဲ့လူမျိုးတွေကအဲ့လူလူတွေနဲ့ပဲတန်းနော်အဲ့လူရိုက်စားလုပ်တဲ့လူတွေနဲ့ပဲတန်းဟုတ်လားဖုတ်လို့မထွက်ရင်တော့ ဘာမှလုံးဆံမလို့ easy တွန်းညုံပြောခြင်းနေကန်ကြီးကန်မဲမကန်ကြီးမကန်ဘူးအဲ့လိုလူမျိုးတွေပဲတန်းဟုတ်ခင်ဗျာမင်္ဂလာပါဆရာဟုတ်ကဲ့ခင်ဗျာဟိုင်းပါရယ်နော်ဆိုမင်္ဂလာပါဆရာဟုတ်ကဲ့ခင်ဗျာဟုတ်မင်္ဂလာပါအဲ့တော့ကျွန်တော်တို့ကဒီဘက်မှာလူဟောင်းတွေမပါဘူးနော်လူတစ်တည်းပဲလူတစ်တည်းကိုပြောတာနော် လူကောင်းတွေကအကုန်လုံးကဂရိတီပြောနေစရာတော့မလိုဘူးဗျာလူကောင်းတွေကကျွန်တော်ခေါင်းထဲမှာပါမရှိချင်းနဲ့သူ့ဟာနဲ့သူဟမ်ဟုတ်ရဲ့ဆရာစင်နဲ့ရန်လေးသားပါလေဟုတ်ကဲ့ကိုကျေးဇူးတင်ပါတယ်ဗျာနော်ဟုတ်ပြောချင်နေတာကြားပြီအဲ့ဗမာလူမျိုးကြီးစောက်ကျင်မကောင်းတော့ပြောချင်နေတာကြားဖုန်းနံပါတ်တွေရှိတယ်ကျွန်တော်ပို့ထားတဲ့ဖုန်းနံပါတ်တွေရှိတယ်ကိုမှတ်ထားတာအရှက်မရှိတဲ့မျက်နှာနဲ့တော့ကနန်းထပ်တောင်းသေးတယ် တော်တော်အံ့ဩမှုပေါ့ဒါလုံးမရဘူးတခါလေးရနော်နှစ်ခါဆုံးကုညာသုံးခါဆုံးတော့တော်တော်သုံးမကြရပါဖြစ်နေလို့စူးရင်စူးမစူးရင်နီးဒေါသထွက်ခြင်းသူမထွက်ခြင်းနီးပထမတစ်ပတ်ရင်ပြီးပြီးပါပြီပောက်တယ်ပထမတစ်ပတ်ကဆိုရင်သူ့ကိုကျွန်တော်ကနန်းချပေးလိုက်တာမွေးကနန်း၄ကွက်ချပေးလိုက်တာမွေးကနန်း၂ကွက်ထောက်ပါတယ်နှစ်တင်းနဲ့၅တော့နော်ဇာတုပတိယအင်္ဂါနေ့ညနေမှာတန်ထောက်ပါတယ် တွေ့ကြည့်လိုက်နော်သူတန်းမြတ်တာအဲ့တော့အခုလေပြီးခဲ့တဲ့ဘက်ကလူတွေလူသစ်တွေကြောင်းကြသေးဘူးနော်မော်လေးရဲ့ဆရာရဲ့မင်္ဂလာပါနော်ဟုတ်လူကောင်းပါဆရာဟုတ်ကဲ့ခင်ဗျာနော်ဒီမှာအလုံးရဲ့ကျေးဇူးတင်ပါတယ်ကဲအဲ့တော့ကျွန်တော်ရှေ့ဆက်ရှောက်ဖို့ဇွန်းနေပေါ့နော်နောက်တစ်ခါတော့နည်းနည်းအောင်အဲ့တော့ ျွန်တော်ဘာမှမဖြစ်ဘူးနော်ပြောချင်တာကျွန်တော်ဘာမှမဖြစ်ဘူးကျွန်တော်စေတနာနဲ့ပို့ပြီးဒုက္ခရောက်ဆရာရှိခင်ဗျားတို့ဒုက္ခရောက်စေတနာမှန်မှန်နဲ့လူလူတစ်ဖက်သားပေါ်မှာယုံမှားတဲ့စိတ်မွေးတဲ့လူကလင်ကကြစ်စိတ်မွေးတဲ့ခင်ဗျားတို့ဒုက္ခရောက်တယ်နော်ကျွန်တော်စေတနာတန်တန်နဲ့ပို့ပြီးကျွန်တော်ဒုက္ခရောက်တောင်းကိုကြီးတဲ့လူကသူ့မဲ့လူလုံးလုံးပေါ်လာလိမ့်မယ်ဟုတ်တယ်နော်အဲ့တော့ ူတပတ်သားဘုံမှာမယုံပါဘူးနဲ့ဂတိတလုံးလွယ်လွယ်မပြီးပါနဲ့ပြီးပြီးသားဂတိကိုတည်အောင်လုပ်ပါကျွန်တော်ပြောတဲ့နေရာမှာပါပြီးသားစေတနာကြီးနော်အားတော်ပဲလွယ်လွယ်တပေါင်းပဲလွယ်လွယ်တပေါင်းခွဲပဲလွယ်လွယ်တောင်းတထောင်ပဲလွယ်လွယ်နော်900ပဲလွယ်လွယ်ကျွန်တော်ပြောတာရှင်ရှင်စေတနာကြီးဒါမဲ့ကျွန်တော်ပို့ပြီးတဲ့ဘေးလေးတော့ကြည်အောင်လို့ပို့ပြီးပေါ့ဗျာ နော်ကျွန်တော်ပေးမက်ဆေ့လေးတော့မက်ဆေ့ကလေးတော့ကြည်အောင်လို့ပို့ပြီပေါ့နော်ကျွန်တော်ဘောပင်ဘူးလေးစာအုပ်ဘူးလေးတော့ရောင်းတော့ပို့ပြီပေါ့နော်ကဲအားလုံးကျေးဇူးတင်တယ်ဗျာနော်ဟုတ်ပြီလားအဲ့တော့အခုဒီတစ်ပတ်ကျွန်တော်တို့ စတလပိုင်း၁၀ရက်နေ့ရမော့စတလပိုင်း၁၄ရက်နေ့ထိတပတ်စာ లై ဆောက်ပါပြီအားလုံးပဲကြည့်ရှုနေကြတဲ့တူတူမိတ်ဆွေတွေအားလုံးစနေမောင်မောင်ဆုတောင်းမြတ်တာပို့တာပြပါတယ်ကျမ်းမာကြပါစေချမ်းသာကြပါစေเนาะကျွန်တော်တို့တပတ်စာ లై ဆောက်ပါပြီအဲ့တော့ပြီးခဲ့တဲ့ဘက်ကနော်ပြီးခဲ့တဲ့ဘက်ကပြောင်းဝင်မရှိဘူးခဏဆောင်ခတ်တယ်အဲ့တော့ဒီဘက်မှာဒီဘက်မှာဒီဘက်မှာတော့ကြာနိုင်တယ်ဖတ်နိုင်တယ်เนาะအဲ့လိုပြောပါတယ် ။ဘာဖြစ်လို့လဲဆိုတော့ခဏဆုံးကြကျမ်းမာပါစေနေကောင်းပါလားလေဒီနေ့ပဲတခါစီကန်းသွားတမန်ထရက်ခေရပါတယ်နော်တမန်ထရက်ခေရတယ်ဘာလဲတော့မသိဘူးတွေ့တယ်မှာပိုးတွေ့လို့တမန်ထရက်နောက်၄ရက်နေတခါစီကန်းထချင်းနေနော်အဲ့တော့နောက်၄ရက်နေစီကန်းထပြရအောင် ဟုတ်လားဘာမှတော့မဖြစ်တော့ပါဘူးဒါအပကြီးကနော်အစာရင်သမားဆိုတော့နည်းနည်းအစာရင်လေးဖြစ်တော့နည်းနည်းချမ်းသာလို့ဖြားလာလို့တော့ဖြစ်မှာပေါ့နော်ဒီလောက်ပါပဲပါပါပဲကျွန်တော်သိထူးထူးတော့မရှိပါအားလုံးကျေးဇူးတင်တယ်နော်ကျွန်တော်ရဲ့ကျမယူစစရရပုံပန်ပြကြတဲ့မိတ်ဆွေတွေအားလုံးနော်ထူးရဲ့ကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်ဒီဘက်မှာဒီဘက်မှာတနင်္လာနေ့မှာ တင်းနင်းလာလေးမနဲ့မှာသူစိုက်ကိုပြန်ဆုံးတင်းနင်းလာလေးမနဲ့မှာတိတိစီကြားနိုင်လားဆိုတဲ့ချက်လေးတစ်ချက်ကိုတွေးပြပါဟမ်နင်းလာလေးမနဲ့နော်တိတိစီနော်ဒါဆိုတိတိစီကြားနိုင်လားဒါမှမဟုတ်တိတိစီတကယ်လို့များမကြားခဲ့ဘူးဆိုရင်ညနေဘက်မှာတိတ်ကြားနိုင်ကျွန်တော်ထင်ပြောရမယ်ဆိုရင်တော့တိတ်ကတင်းနင်းလာလေးမှာစော့ဖို့တော့များတယ်နော်ဒါ နည်းနည်းလေးထိမ့်ပြီးတော့ဆော့ပါတော့ကျွန်တော်အကြံဉာဏ်ပေးတာကဲအဲ့တော့ဟိုနေ့တိုင်းစိတ်ရခဏကဘယ်သူမှမသိနိုင်ဟုတ်တယ်အကောင်ကကံဒီနဲ့လှုပ်လှုပ်နေနော်ကိုညံစွမ်းစီတလောင်းနဲ့ကံနဲ့ဆက်ပြီးလှုပ်လှုပ်နေဟုတ်လားဒါပေမဲ့ ဓမ္မံဒီညနေမှာရိုက်ထားခဲ့တာနော်ဒါနောက်ပတ်အင်္ဂါနေ့လောက်မှသိရမယ်နော်အဲ့တော့မှသိရမှာပေါ့နော်โอเคအဲ့တော့ကျော်ကြီးဆိုတဲ့ compassion ရေးဟုတ်တယ်ဗျာနော် YouTube ကတက်လာကျော်ကြီးဆိုတဲ့ compassion ဟုတ်တယ်အဲ့တော့ဒါကကဘယ်လိုပေါ့ကျွန်တော်အရင်တော့လောက်တော့ကလေတစ်ပတ်၅ချိန်ပြင်မလို့စီရဟုတ်လားအခုလဲတစ်ပတ်၅ချိန်ပြင်မလို့စီရ လုံလို့လို့ဒီတိုင်းလုံးမယ်ဆိုရင်တပတ်ငါးကျင်းလောက်ပါတော့ဒီလူထားတွင်လည်းရတာမလုံတာနော်အဲ့လိုကြီးဒါမျိုးကြီးလာဒီလိုကြီးအဲ့တော့အဆင်မပြေဘူးနော်ကျူတိမှာတော့ဗျာကျူတိနေမှာလမ်းထိုးနေမှာပါဆရာကြီးကိုအားကိုးနေမှာဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့တပတ်စာလိုက်ကနစပါပြီ ဆင်းလာလိမ့်မယ်နော်နေ့နဲ့ပတ်သက်ရင်20နှစ်6နှစ်ရှစ်နော်အဲ့တော့ဒီဘက်မှာလက်ခံဆင်းမှုရှိတယ်နော်လက်ခံဆင်းလာမှုရှိတယ်အဲ့လက်ခတ်ကိုတစ်ချက်တည်ထားပါနော်အဲ့တော့လက်ခတ်ကိုတစ်ချက်တည်ထားပါလက်ခတ်ဆင်းလာလိမ့်နော်အဲ့မှာနေ့နဲ့ပတ်သက်ကြိုက်တာပြီးခဲ့တဲ့ဘက်ကနှစ်ကိုဆိုပြီးထွက်တယ်နော်နှစ်ကိုလေးဟာတွဲထားမယ်ကံလား ကျမ use site ပါနော်ဟုတ်ကဲ့ပါနော်အဲ့တော့နှစ်ကူးလေးရတွဲထားရမှာဆိုလာမဲ့ပတ်မှာဒီဘက်မှာနှစ်ကူးတွဲထားတာလေဆိုတော့လာမဲ့ပတ်မှာနှစ်ကူးလေးတွဲထားလို့ဆိုရင်ကူးလေးနဲ့နှစ်လေးဟုတ်လားအဲ့တော့ပါဝါနဲ့နှစ်ခတ်နော်အဲ့ဒီပေါ့ရှိရဲ့ဟမ်အဲ့တော့နှစ်လေးဆိုရင်ခင်ဗျားတို့ချက်ထိန်းထားမယ်နော်နောက်နော်ဗုဒ္ဓဘုမကျော်မှာကိုတလုံးချင်းကြီးကြာလာနိုင်မယ်နော် အဲ့တော့အဲ့ဒီဘူရဘူးမကျော်ကိုကကတ်ဆရာဆိုလို့၃ညနဲ့ကတ်မယ်90 4နဲ့ကတ်မယ်94เนาะ96 95เนาะ98ဆိုတဲ့ခဏကလေဒီဘက်မှာလဲเนาะဒီဘက်မှာလဲနှံမှုရှိတဲ့အတွက်အဲ့98ဆိုတဲ့ခဏကိုသူတည်ထားပါเนาะနောက်တစ်ခုက98မထွက်လာဘူးဆိုရင်98ဆိုတဲ့ခဏထွက်လာလိမ့်မယ်เนาะလက်ခတ်ချင်းပြီးတော့ထွက်လာလိမ့်မယ်အဲ့ဒါလေးတစ်ချက်သတိထားပါ နော်အဲ့တော့ခွန်တလုံးနော်ခွန်တလုံးကတော့နည်းနည်းရှည်လာတယ်ဒါမဲ့ကျွန်တော်တွေ့ရတော့ခွန်ကတော့မပြောက်ဘူးဗျနော်ခွန်တလုံးကနည်းနည်းရှည်လာတယ်ခွန်ကတော့မပြောက်ဘူးကွန်ဂျွန်လုံးနည်းနည်းရှည်လိုက်။အဲဒီဘက်ကကွန်ကတော့မပြောဘူးဆင်းလာရင်တော့တစ်ချိန်နဲ့။နော်။အဲ့တော့ခွန်နဲ့ပတ်သက်လို့ဆိုရင် 96ဆိုတဲ့ခဏကို TPU စိုက်ပြီးပါ90ဆိုတဲ့ခဏတစ်ခွက်ကိုလိုက်ထားမယ်ဒါမှမဟုတ်ရင်ဟို98နော်98 93ကနန်လေးတကွာကိုနော်ကနန်လေးတွေကို PPC တီးတော့ဆော့ထားမယ်ဟုတ်နော်ညာရေးဆရာလူတက်ပါတယ်ဟုတ်ကဲ့ခင်ဗျာနော်ဟုတ်ကဲ့ပါ အဲ့တော့သုံးတလုံးနော်သုံးတလုံးကလည်းမပြောက်သေးဘူးသုံးတလုံးဆက်လာမယ်အဲ့မှာဒုက္ခသတိထားမှာအဲ့သုံးနှစ်သုံးနှစ်ကိုခွန်ဆိုတဲ့ကဏ္ဍကြီးကတွေးကြပါနိုင်တယ်နော်အဲ့သုံးနှစ်ကိုတွေးကြပါနိုင်တယ်အဲ့တော့သုံးတလုံးမှန်လို့ဆိုရင်30 35 38 36 34နော်အဲ့လိုခဏမျိုးတွေးထူပါနော် သူစိုက်မှုရကြည့်မယ်ဆိုရင်32တို့နော်39နော်အဲ့ဒါလေးတော်တော်ကောင်းတယ်ဟုတ်ပြီလားနော်လက်ခံရဲ့ဘက်ကလှည့်ကြည့်မယ်ဆိုရင်35ဟုတ်လားပြီးခဲ့တဲ့ဗိုလ်သူကြီးနေ့ကထွက်သွားတဲ့38ဆိုရင်ဒါပြန်လှန်နိုင်တယ်နော်3တော့လုံးဝမပြောင်းဘူးဟုတ်ပြီနော်အဲ့တော့ခုနကျွန်တော်ဘွေစုံထိမှပြောခဲ့သလိုပဲတစ်တလုံးဟုတ်လားအဲ့ဒီတစ်ကတင်းနေနိုင်ပါ ဒါကျွန်တော်တို့ညီရကြီးလက်ဝင်စိုက်ဆောင်ခိုက်ဆောင်နော်စိုက်ဆောင်ခိုက်ဆောင်ခလိုက်ဆောင်ပိုက်ဆောင်အဲ့ဒီအစုံတကအစုံနဲ့ရမကြည့်တဲ့တိကဒီနေ့နာလူမှာကြားဖို့ရှိတယ်အဲ့တော့ကြားခဲ့မယ်ဆိုရင်ကျွန်တော်တော့ကြိုက်တာထိတ်တာကြိုက်တယ်နော်အဲ့တော့မနက်ဖို့ပို့ပြီးအာတာတယ်ဒါမှမဟုတ်လိန်ချမယ်ဆိုရင်ညနေဖက်နော်အဲ့တော့ညနေဖက်ဆိုရင်နောက်ပြီးတော့ ဒိစီရောဖြစ်နိုင်တယ်အဲ့တော့မထုတစ်တစ်ဆိုတဲ့ခမင်းတစ်ခုကိုလိုက်တာနော်ညနေဘက်ကျရင်မနေ့ဘက်ကျရင်တော့တစ်ထိတ်နဲ့လိုက်နော်ညနေဘက်ကျရင်တစ်ပူနဲ့လိုက်အဲ့ဒါလာဆုံးမှာနော်အဲ့တော့တစ်နဲ့ပတ်တဲ့ရင်30တစ်ရှိတစ်ချောက်တင်ကတင်လေးနော်အဲ့တော့တစ်လေးဆိုတဲ့ခဏရင်တစ်ကိုဆိုတဲ့ခဏရင်အဲ့ဒီခဏလေးကိုအထူးပြုစိုက်ပြီးပါနော်အဲ့ဒါဒီဘက်တော်လွတ်မှာကျင်းသည်ဖတ်ဖို့ရှိတဲ့ခဏပါပဲ ဲ့တော့နော်နောက်တစ်ခေါက်ပြန်ရပိုင်းပြန်ပြီးနော်အဲ့တော့ဒီဘက်မှာနော်ဆယ်လာအမ် sorry စက်တလပိုင်း၁၀ရက်နေရမှာစက်တလပိုင်း၁၄ရက်နေ့ထိတပတ်စာလိုက်နော်နှစ်တလုံးဆင်းလာလိမ့်မယ်နှစ်နဲ့ပတ်တိုင်း20 24 25 26 28ဆိုရခဏနော်ခုတလုံးဘူဘူးမကြော်ဘူးအဲ့ကိုနဲ့ကပ်ပြီးတော့90 94 96 95 96နော် ခုံတလုံးကလည်းထုံလေးတစ်ကောင်ပဲနော်ကြာရှိခံကြာသာပေးပဲဟုတ်လားအဲခုံနဲ့ပတ်တဲ့ခုံနဲ့ဆက်ခုံနဲ့ဆက်ချက်ခုံနဲ့ဆက်လေးခုံနဲ့ဆက်ငါခုံနဲ့ဆက်ရှိနော်တုံးလုံးယူဆိုင်ပါနော်တုံးဒီပုံမကြောင်းနိုင်ပါဘူး30 35 38 36 34လေးဆိုရင်ခဏဟုတ်ယူဆိုင်ပြီးပါဒီလုံးချင်းကြီးဆင်းလာမယ်တင်းနာလေးမနက်ဖက်ဆင်းရင်ဒိတ်စီညနေဘက်မှာဆင်းရင်အပူလေးဆင်းနိုင်တယ်အဲ့တော့တင်းနဲ့ပတ်တဲ့30 10 16 တင်ငါတလီနော်ဒီဘက်မှာပါဝါနက်ခတ်ညားတဲ့အတွက်နက်ခတ်ကတော့ကျင်းပြီးကြောက်လို့ညားပါတယ်ဟုတ်ပြီလားနော်ဟိုင်းပါနော်ဒီပြိုးအောင်နဲ့ဟိုင်းနဲ့ဟုတ်ကဲ့ခင်ဗျာနော်အဲ့တော့နက်ခတ်တမန်များနက်ခတ်လိုက်မယ်ဆိုရင်2လေးတို့9 6တို့90တို့ကိုလိုက်ပါနော်ပါဝါတမန်များ2ခု9လေး38နော်ခြိုက်ဆုံးကတော့9လေးနဲ့တော့ခြိုက်တယ်နော်အပူတမန်များဘူးထပ်ပူမယ်ဆိုရင် နှစ်ဘူးကိုဘူးခွန်ဘူးတစ်ဘူးနော်အဘူဒမာများနှစ်ဘူးကိုဘူးခွန်ဘူးတစ်ဘူးနော်ကဲအဲ့တော့အရေးကြီးတဲ့အခန်းကဏ္ဍကိုရောက်လာပြီနော်အားလုံးပဲတေချာမှတ်ပေးထားမယ်နော်တပတ်စာ break မွေးရမယ်တပတ်စာ break မွေးရမယ်တပတ်စာညာငါး break တုံညာ break နော်โอเคတယ်နော်ငါး break တုံညာ break အဲတပတ်စာစာတို့ပတိနော်တပတ်စာစာတို့ပတိမပြောက်ပတိဟာဘာဥပ္ပံမလဲဆိုရင် ခုံးတလုံးပတ်နော်ခြေတခြေရင်းတင်းတင်းပတ်ခြေရင်းတင်းတင်းနဲ့လိုက်ကျင်းပြီးကြာနော်ခုံးတလုံးကကျင်းပြီးကြာအဲ့တော့ခုံးတလုံးလိုက်ပါမွေးကနန်းတမမွေးခွေတမများဒီဥဆိုင်ရမှာနေ့ရ9ရ9ရ3ရနော်အဲ့ဒီလေးလုံးကို တင်လိုက်တင်ပြီးလိုက်ပါတင်ပြီးထိုးပါကဲဟုတ်ပြီလားတော့လာမယ့်ပတ်နော်လာမယ့်ပတ်17လပိုင်း10ရက်နေ့ရမို့17လပိုင်း14ရက်နေ့ဒီတပတ်စာလိုက်နော်အဲ့တော့ကျွန်တော်ရှိမှာနော်ဖုံးဆက်ပြီးခဏတောင်းမှာဖုံးဆက်ပြီးပြောမှာကျွန်တော်ရိုးရိုးဖုံးမစင်ရမို့ခဏပို့ပေးပါတယ်နောက်တစ်ခုကကျွန်တော်ပို့ပေးတာတွေဒီအင်္ဂါမကျော်စာတို့ပတ်တိရမယ်မွေးကနန်းရမယ် ွေကနန်းသည်မွေကနန်းသည်နော်မွေကနန်းသည်ကျင်းတည်ထွက်ရပါမယ်မထွက်မရှိမွေကနန်းမှာနော်မွေကနန်းနှစ်ကွက်ဖြစ်ရင်လည်းဖြစ်မယ်သုံးကွက်ဖြစ်ရင်လည်းဖြစ်မယ်အများဆုံး၄ကွက်မကျော်စီရဘူးနော်ဟုတ်ပြီလားအဲ့ဒီထဲမှာမွေကနန်း၃ကွက်၂ကွက်ထဲမှာမို့တစ်ကွက်ကျင်းတည်ထွက်ရမယ်ဟုတ်ပြီလားမွေးကနန်းတစ်ခွက်အင်္ဂါနေ့မှာအင်္ဂါနေ့အင်္ဂါမကျော်ခင်မွေးကနန်းတစ်ခွက်ထွက်တယ်ဆိုရင ကျန်သုံးရက်မှာဆက်လိုက်ပါမွေးကနေနေစုံတော့ဘုတ်ထထားเนาะဘုဒ္ဓဟူးနေမှာမှာကြားတယ်ဆိုရင်ကြာလာမြည်သည်ဒီတကွက်ထလိုက်เนาะဘုဒ္ဓဟူးနေအကုန်လုံးမှာတကွက်မှာမထွက်လာဘူးဆိုရင်ကျင်းကြာပြီးတောက်ကြမှာမွေးကနေတကွက်ထွက်လာเนาะအမခံပါလေအဲ့တော့လိုချင်နေဆိုရင်ကျွန်တော်ရဖုန်းနံပါတ်တင်ပြထားပါတယ်ကျွန်တော်699 824 863ကိုတရိုက်ဆက်သွယ်ပြီးတော့ နော်ခဏတောင်းလို့ရပါတယ်အဖို့ဝင်ကြီးမပြီးရဘူးမန်မာကြီးမပြီးရဘူးစေတနာကြီးလွှဲပေးရမယ်ဂတိတည်မယ်ဆိုရင်လာယူနော်ဟုတ်လားကိုကိုကိုဂတိတည်နိုင်လားမေးယောက်ျားလားထမင်းဝတ်မှာလားဟုတ်လားတောင်းကြီးဝတ်မှာလားထမင်းဝတ်မှာယောက်ျားလားမိန်းမလားကြွေးတယ်နော်ယောက်ျားဆိုရင်လာယူအရင်ဆုံးပို့ပြီးထွက်ပြီးဝင်ရောလက်မနှင်းနဲ့ ဟုတ်လားဘုံလုံးမစဘူးတခါပဲဆက်စားမှာနော်ဟုတ်လားအားလုံးမကျေးဇူးတင်တယ်6ပရိလာနိုင်လားတဲ့ကို6ပရိလာနိုင်တယ်ကိုနော်6ပရိလာနိုင်တယ်6ပရိကို6ပရိထဲမှာအကြိုက်ဆုံးပြတ်ပတ်မယ်နော်6ပရိထဲမှာအကြိုက်ဆုံးက90%ဆိုတဲ့ခဏတကွက်ကိုသတိထားပါနော်ဟုတ်ပြီလား90%နော်90%တင်ငါနော်90%တင်ငါကိုသတိထားပါနော်အဲ့တော့6ပရိလာနိုင်တယ် ချောက်ကလေးလေးတည်ထားပြီဟုတ်ပြီနော်အခုကဲအားလုံးပဲပြည့်စုံပြောပြီးသွားပြီဆိုတော့ဒီညတော့ဒီလောက်နဲ့ပဲကျင်းလက်ကြပါအားလုံးပဲကြည့်ရှုနေကြတဲ့ဒုတိယ miss တွေအားလုံးဒီကကာဒုက္ခနှဖျားသောဒုက္ခနဲ့ပြည့်စုံကြပါစိတ်သွားတိုင်းကိုပါလို့လိုရင်းစမ်းတဲ့လုံးလို့ပါပြည့်စုံကြပါသည်နော်စီဝါရီလုပ်ငန်းကံကံများလေကျမ်းမာတဲ့ကျမ်းမာပြီချမ်းသာတဲ့ချမ်းသာကြပါစေလို့နော်သုတော်မြတ်တာပူတာပါတယ်နော်လူဟောင်းတွေကတော့ဖုံးဆက်စရာမလိုတော့ပါဘူးနော် community ဆိုဘုန်းနဲ့ဆက်ဆံမှုပါဘူးကျွန်တော်ပို့ပေးပါမယ်ဟုတ်ပြီနော်ကဲအားလုံးပဲကျေးဇူးတင်ပါတယ်နော်နောက်ပတ်မှာပြန်လဲဆုံတွေ့ကြမယ်